Miss SC Black keyboard mouse နဲ့ PUBG mobile game ချိတ်ဆက်စော်ကားနည်းလေးပြောပြပေးမယ်။အရင်ဆုံးကိုယ့်ရဲ့ smartphone မှာဒီ movie ဆိုတဲ့ software လေး download ဆွဲဖို့လိုအပ်တယ်။အဲ့ဒီတော့သူ့ရဲ့အညွှန်းစာရွက်တွေအားစကန်ကုတ်ကူစကန်ဖတ်ပြီးတော့ browser ထဲမှာသူ့ရဲ့ original website ထဲကိုဝင်ပြီးတော့ဒီလိုအပ်တဲ့ movie gaming ဆိုတဲ့ application ကို download ဆွဲလိုက်ပါမယ်။ပြီးရင် software ကို install တင် software ထဲဝင်ပြီးတော့ software နဲ့ operator နဲ့ connect လုပ်မယ်။ ပထမဆုံး location ဖွင့်တယ်မယ် location ဖွင့်ပေးလိုက်မယ်ပြီးတော့ပြီဆိုတော့ဒုတိယအဆင့်အနေနဲ့က application ကနေပြီးတော့ဒီ device ကို device location ကိုဘယ်လောက်လောက်ခဲ့လဲပြီးရင် bluetooth ဖွင့်တယ်မယ် ပြီးရင်တော့ bluetooth ရှာဖွေပြီးတော့ကိုယ့်ရဲ့ဆက်ကိုတွေ့ပြီးဆိုရင်ဒီစာလေးပို့လိုက်မယ်။အဲဒါကို connect လုပ်လိုက်မယ်ဆိုရင်အခုလိုမျိုး drive လीမှုဆိုတဲ့စာလေးပို့လာပြီးတော့မိပြလေးအငိမ့်လင်းထားမယ်။ပြီးရင်အောက်နာက permission တွေထပ်ဝင်ပေးရမယ်။တန်းတုံကိုနှိပ်လိုက်တဲ့အခါ permission လေးခုထပ်ပေးမယ်။အဲဒီကတစ်ခုကတော့ပွဲပွားပြီးပြီးရင်တစ်ခုချင်းချင်းကိုနှိပ်ပြီးတော့ဒီမိပြလေးတွေ live ဖွင့်မယ်။အဲ့ဒါလေးဖွင့်ပြပြီဆိုရင်သူကအစာရောင်စာလေးတွေကအစိမ်းရောင်ဖြစ်သွားပြီတန်းတော်ဖြစ်သွားပြီဒါဆိုတော့ပါမရှင်အကုန်ပွင့်သွားပြီအဲ့တော့ gain နဲ့ဝင်လိုက်ပြီဆိုရင်တော့ ကီးမပင်တွေပေါ်လာတယ်ပေါ့နော်အဲ့တော့ကီးမပင် ပေါ်အောင်လုပ်ဖို့အတွက်ဆိုတော့ဒီဂိမ်းကိုဆော့ဝဲနဲ့ချိတ်ဆက်ပေးရဒါဆိုရင်တော့ကျွန်တော်တို့ဆော့ဝဲတဲ့ကိုပြန်ဝင်မယ်ဝင်ပြီးအခုနကအောက်နာလာအောက်နာလေးကမိုင်ဂိမ်းဆိုတဲ့နေရာမှာအပေါင်းလေးကိုနေပြီးတော့ကိုဆော့မဲ့ PUBG ဂိမ်းကိုထည့်လိုက်ပါမယ်ဒါဆိုတော့ဆော့ဝဲတဲ့ကိုရောက်သွားပြီဆိုရင်ဆော့ဝဲကတစင်ဂိမ်းကိုအန်တာနေလိုက်ရင်ဒိန်းနဲ့ကိုရောက်ပါပြီ။ဒါပေမဲ့ကီးမပင်ကမပေါ်လာသေးဘူး။အဲတခါလေကြာရင်တော့အခုလိုမျိုး driver update လေးပေါ်လာပြီဆိုရင်အ driver update လေးလုပ်ပေးလိုက်ပါเนาะ update လုပ်နေခြင်းအတွင်းမှာ set နဲ့ connect ဖြစ်တာမှာဖြစ်ပြီးတော့ခဏတာတော့ပြီးပိတ်နေမယ်ပြီးတော့ပြီဆိုရင် update successful ဖြစ်သွားပြီဆိုရင်ပြီးပြန်ပွင့်လာပါမယ် software က background မှာ run နေတာမလို့ဒီဘောလုံးကြီးက screen ပေါ်မှာ floating ဖြစ်နေမယ်အဲ့ဒီမှာအဲ့ဘောလုံးကြီးနှိပ်ပြီးတော့ change to the cloud လေးနှိပ်လိုက်ပြီးဒီလိုမျိုးစာလေးပေါ်လာပြီဆိုတော့ဘာမှမနှိပ်နဲ့ cancel နှိပ်လိုက် အလုပ်လုပ်လိုက်ပြီးဆိုတော့ကြီးမပင်ပေါ်လာတာများပါတယ်။အကယ်လို့အလုပ်မျိုးလုပ်တာမပေါ်လာသေးဘူးဆိုချိန်ရပေးနေတာဆက်လက်ဆိုတဲ့ဟာကိုဆက်နေတယ်။နေပြီးတော့ဒီဟာလေးတွေတစ်ချက်ကိုနေတည်နေရှောက်နေမယ်။ပြီးတော့ပြန်ထွက်လိုက်ပါမယ်။ပြန်ဆယ်နေမယ်။ပြီးတော့ကြီးမပင်ပေါ်လာပါပြီ။ဒီကြီးတွေကိုစကရင်ပေါ်နေဖြောက်ချင်နေဆိုရင်ဒီအိုင်ကွန်လေးကိုနေပြီးတော့ height ဆိုတဲ့ခလုတ်လေးနေလိုက်မယ်ဆိုရင်ကြီးတွေပြောက်တော့မယ်။ပြန်ပေါ်ချင်ဒီအိုင်ကွန်လေးကိုနေပြီးတော့ height ကိုပြန်ဖြောက်လိုက်မယ်။ဒါဆိုရင်တော့ကြီးတွေပြန်ပေါ်လာမယ်။ တော့ဂိမ်းနဲ့ရောက်တဲ့ရောက်တဲ့အခါမှာအခုလိုမျိုးကြီးတွေမမိသေးဘူးဆိုရင်ကျွန်တော်တို့အဲဒါကိုဖြည့်ဆင်းလို့ရတဲ့နည်းလေးရှိပါတယ်အဲ့ဒါကတော့ software တွေကိုသွားပြီးတော့ drive mode ကိုမပင်မှုခဏချိန်ပါမယ်အဲ့တော့ကျွန်တော်ပြတာတဲ့အတိုင်းမပင် bluetooth မပင်မှုကိုဈေးမယ်အဲ့ဒီကမှဒီ android converter လေးရအဖြူရောင်ပြီးလင်းမိတုံမိတုံလင်းနေတယ်ပြီးရင်ကျွန်တော် converter ကိုပြန်ချိန်တယ်ထိပ်သွားပြီဆိုမပင်မှုကချိတ်ဆက်သွားပြီ။ဒါဆိုရင်မီးဖြူလေးကအငြိမ့်လေးနေပါမယ်။ပြီးတော့ကျွန်တော်မပင်မှုကနေပြီးတော့ ဒရိုင်းလီမှုကိုပြန်ချိန်ပါမယ်ဒရိုင်းလီမှုကိုပြန်ပြီးတော့စကန်ဖတ်မယ်ပြန်ပြန်ရှာပါမယ်ဒါ device ကိုပြန်တွေ့ပြီဆိုရင်ကျွန်တော်တို့ device ကိုလေးပြီးတော့ connect နိုင်လဲပါမယ်ဒါဆိုတော့ဒရိုင်းလီမှုကိုပြန်ချိန်ပါပါပြီအဲ့လိုလုပ်ပြီးတော့ပြီဆိုရင်မီးပြလေးနေပါပြီဒါဆိုတော့ gain နဲ့ကိုနောက်တစ်ချိန်ပြန်သွားရအောင်ဒါဆိုတော့ရွေ့သွားပါပြီတကယ်လို့ gain မှာ movement မဖြစ်ဘူးမရွေ့ချဘူးဆိုတော့ဒီနည်းတိုင်းဖြည့်ရှင်းလို့ရပါတယ်အဲ gain ကတော့ကျွန်တော်တို့ကြီးတွေကချိန်ထားပြီးတာ ဒါပေမဲ့တချို့ကီးတွေကအဆင်မပြေဘူးဆိုတော့ကီးပြန်ပြီးတော့မပင်လောက်ဘူးလို့လည်းဒါကြောင့်တော့ဒီအိုင်ကွန်လေးကိုတစ်ချက်နှိပ်ပြီးတော့ change ဆိုတာလေးကိုနှိပ်မယ်ပြီးတော့အဓိကကျွန်တော်တို့ဒီ mouse မှာတိုင်ပတ်တာကဒီကီးလေးဖြစ်ပါတယ်ဒီ mouse ကီးလေးကိုကျွန်တော်တို့ညာဘက်တောက်တနေရလွတ်တဲ့နေရာမှာထားမယ်ပြီး save နှိပ်လိုက်မယ်ဒါဆိုတော့ကျွန်တော်တို့ mouse ရဲ့ movement ကတော့ AC ဖြစ်သွားပါပြီအဲဒါပေမဲ့တခြားတော့ mouse ကီးတွေရှိသေးပါတယ်ဒါလေးကတော့ right click ကီးလေးဖြစ်ပါတယ်အဲ့တော့ scope ဒီပိုင်းချိန်မှာနော် right click key ပြီးဒါ left click key ဒါကတော့ရွှတ်တင်ပြဖို့အတွက် left click key လေးပါဒါလေးကတော့ movement mouse key လေးပါဒါကတော့ movement လို့ပေါ့ပါအဲ့တော့ဒီ mouse mouse key သုံးခုလုံးကိုဒါအဆင်ပြေအောင် ထားပြပြီဆိုတော့ကျန်တဲ့ key လေးတွေက key တွေပေါ်မှာဒါမမိသေးဘူးဆိုတော့ key တွေပေါ်မှာသူ့ညာနဲ့သူ့အကုန် light တင်ပေးပါမယ်အဲခုံတဲ့ key ကခုံတဲ့ key ဒါထိုင်းတဲ့ key ကထိုင်းတဲ့ key ကိုစရပြေ p safe လောက်လိုက်မယ်အဲဒါဆိုတော့ key မပင် chain လို့ပြီးသွားပြီ key တွေဖြောက်ရှင် hide လုပ်လို့ရတယ် ဒါလေးကတော့ scope chain နော်ဒီ scope chain နဲ့ key ကိုကြာကျွန်တော် right click နဲ့လုံးပါတယ်အချိန်ပြီးတာပေါ့နော်ပြီး left click နဲ့ပြတယ်ဒါကတော့ကြည်ဖြည့်တာပေါ့နော်ကြည်ဖြည့်တာကကြာတော့ r နဲ့တုံးမယ်အကြိုက်တဲ့ key ပေးလို့ရနော်ကျွန်တော် r နဲ့ပေးတယ်ဒါကြည်မကုန်ဖြည့်လို့မရကြည်ကုန်ဝိုင်းကြည်ဖြည့်လို့ရပြီ okay နောက်တစ်ခုကကားကြည့်တာကားကြည့်တာမှာ getting နဲ့ drive မျိုးရှိနေ drive ကကြာတော့ g getting ရ t တော့တယောက်တည်းမောင်းတာဖြစ်တဲ့အတွက် g နဲ့ drive လုပ်မယ် အဲ drive လုပ်တဲ့ကံမှာဒီအပေါ်အောက်ကြီးနဲ့အဆင်မပြေဘူး။ဒါကြောင့်မို့ setting တွေက control setting တွေကိုသွားမယ်။အဲ့ဒီထဲမှာမှာ vehicle setting ကိုသွားပါမယ်။အဲ့ဒီမှာအလဲရဒီဒီ all direction ဆိုတဲ့ key လေးကို movement လေးကိုရေးပါရင်ဒါဆိုရင်ဒီလိုပူလုံး all direction ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ AWSD နဲ့မောင်းလို့အဆင်ပြေသွားပါပြီ။ဒီပူလုံးလေးအတိုင်းပဲနိကျွန်တော်တို့တွေက AWSD လေးကိုနှိပ်ပြီးတော့ထိန်းချုပ်ရုံပါပဲ။ကားမဝရလည်းအဆင်ပြေသွားပြီ။ ဒါဆိုနောက်တစ်ခုကြီးတွေထက်ထဲမယ်ဆိုရင်တော့ဒီ icon လေးကိုနေ change ကိုနေအဲ့ဒီမှာကိုဒီကိုရဲ့ခိန်းထဲမှာမပါသေးတဲ့ကြီးတွေကိုဒီထဲမှာရှာလို့ရတယ်အဲ့ဒီမှာ h key လေးကမပါသေးဘူးဒီ h key လို့ဆွဲထုတ်လိုက်နော်ဒါဆိုထွက်လာတယ်နော်ဒီ h လေးကိုကျွန်တော်ကဒီကားအပြင်ထွက်တဲ့ဟုတ် leave လုပ်တဲ့ဟာထားလိုက်ပြီ okay ဒါဆိုတော့ကျွန်တော်ကားအပြင်ထွက်မယ်ဆိုရင်နော်ဒီဒီကြီးလေးကိုနေရမယ်နော်ဒီကြီးလေးကိုကျွန်တော် h ထားပေးတာလေ h နေလိုက်မယ်ဆိုကားပြင်ထွက်သွားမယ်အဲကားလည်းပြန်ဝင်မယ်ဆိုတော့ g နဲ့ subscribe ပြန်ဝင်မယ် okay ဒါဆိုတော့နောက်တစ်ခုဒါတနက်ချိန်နဲ့နော်တနက်ကိုကျွန်တော်တို့ကနှစ်လက်ကောက်လို့ရတယ်အဲ့တော့အဲဘယ်တနက်ဆိုရင်1ညတနက်ဆိုရင်2ဒါမြေပုံကြည့်မယ်မြေပုံပွင့်မယ်ဆိုတော့ဒီ cap block cap block ကြီးလေးနေလို့ရတယ်ဒါဆိုမြေပုံအကြီးပွင့်ပါမယ်ပြီးကျွန်တော် mark တွေပါထောက်မယ်ဆိုရင် pointer လေးကိုတော့ပေါ်လို့ရပါတယ် pointer ပေါ်တာဒီ bullet လေးကိုနေပို့ပါနော်အဲ့ပြီး mark လုပ်လို့ရတယ်ပြီးဒီလို direction ရွှေ့လို့ရတယ်โอเคအိတ်ပွင့်မယ်ဆိုတော့နော်အိတ်ပွင့်တဲ့ကြီးလေးကတက်ပြီးလေး step လေးနှိပ်လိုက်ပြီဆိုတော့အိတ်ပွင့်သွားမယ်ဒီအိတ်ထဲကကျွန်တော်တို့ပစ္စည်းတွေကိုဒါဟိုရွှေ့ဒီရွှေ့လုံးမှာစမောက်စင်းရဲ့ pointer ကို pointer ပေါ်တာကတော့ဒီမောက်ဆူလေးနဲ့ပေါ့နော်အဲဒီမောက်ဆူလေးကိုနှိပ်လိုက် pointer ပေါ်လာမယ်အဲဒါဆိုရင်မောက်ဆူလေးကိုထပ်နှိပ်လိုက်ပြီး pointer ပျောက်သွားပြီဆိုရင်ဒီလို movement ပြောင်းသွားပြီနော်အဲ okay okay မောက်စင်းဆိုတော့ကျွန်တော်တို့ဒီလိုမျိုး shooting ဘိုင်းမှာဆိုတော်တော်လေးအဆင်ပြေတယ် okay ကျွန်တော်တို့ဒီပစ္စည်းကောက်မယ်ဆိုရင်လည်းဒီ pointer လေးပေါ့နော်ဒီမောက်ဆူလေးကိုနှိပ်ပြီး pointer လေးနဲ့ နှိပ်ပြီးတော့ရွေးလို့လည်းရတယ်ဒါမှမဟုတ်ရင်ပိုင်နာဖြောက်ပြီးတော့ဒီလူလုံးနှိပ်ပြီးတော့ရွေးလို့ရတယ်ပြီးကြည်နဲ့ကောက်လို့ရတယ်โอเคဒီလောက်ဆိုရင် အခြေခံကိုတီးလောက်ပါပြီဒီလောက်ပါပဲခမရအရှင်းပြပါစီ